ဒီပညာကိုစီးပွားရေးရမှာပေါ့နော်ပျော်တယ်ဒီပညာလုပ်နေရပျော်တယ်ပြည်သက်တည်နဲ့တွေ့နေရပျော်တယ်အဲ့ဒီအတွက်ဆက်မပြတ်ရုံလေးပဲလုပ်ဖြစ်နေတဲ့သဘောပေါ့နော်အရင်တည်းကဝင်ဝင်ရကြတော့အချိန်လေးပေးဖို့ကလည်းခက်လို့ဟုတ်ကဲ့ဘူးလိုက်တယ်နော် အဲဒါအခုကတော့အူလက်ပြီးဆိုရင်ခဲကိုဒီဟိုတာသနာရိတ်မှာရှိနေတဲ့သူတွေဆိုရင်နောက်တောင်များအေးချမ်းမလဲပေါ့နော်ဒါကြောင့်မလို့ကိုရင်းများဟိုခမုံးမျိုးတခုလေဆိုရင်ခမုံးလေးဟိုလေကိုကတော့ကအေးချမ်းပြီးတော့ကိုဟာဟိုဖရားရဲ့တရားရဲ့ဒီခမုံးចောင်းဆိုလဲចောင်းဝင်းရဲ့အရေးကိုရောက်ပြီးဆိုတဲ့ဟိုအေးချမ်းရတာပေါ့အေးချမ်းတဲ့ဓာတ်ကိုခံစားရတယ်လေ ဘာသာရေးကိုတကယ်လို့ထက်ထဲဝင်ဝင်နဲ့အများကြီးလုံနိုင်နေတဲ့လူတစ်ယောက်တော့မဟုတ်ပါဘူးဒါပေမဲ့ကိုတက်ဆွမ်းတာထပ်ပို့ပြီးတော့အများကြီးလူတန်းနေလို့ဖြစ်တယ်ဘာသာရေးလည်းအများကြီးလိုက်စားဖြစ်တယ်လို့ဖြစ်တယ်ပေါ့နော်အဲဒီလိုမျိုးဒီလိုလူတယောက်တောင်မှဒီလောက်အေးစမ်းတာဆိုတော့ဩတကယ်ကိုဒါကြောင့်မလို့လို့တကယ်ကိုကုမွန်ကြီးကူလိုက်တယ်เนาะ အဲဒါကဘုမောအဲဘုလပီဆိုရင်တကယ်ကိုဒီဟိုတာသနာရိတ်မှာရှိနေတဲ့သူတွေဆိုရင်နောက်တောင်များအေးချမ်းမလဲပေါ့နော်ဒါကြောင့်မလို့ကိုရင်းများဟိုဘုမောမျိုးတော့ခုလေဆိုရင်ဘုမောနေလို့လေကိုကတော့ကအေးချမ်းပြီးတော့ကိုဟာဟိုဖရားရိတ်တရားရိတ်ဒီဘုမောចောင်းဆိုလဲចောင်းဝင်းရဲ့အရေးကိုရောက်ပြီးဆိုတဲ့ဟိုအေးချမ်းရတာပေါ့အေးချမ်းတဲ့ဓာတ်ကိုခံစားရတယ်လေအမိပညာလှူရှားမှုကြတော့ အခြားစီးပွားရေးလုပ်ငန်းလေးတွေလည်းလုပ်နေရဆိုတော့အဲအရင်တော့မဆိုင်ဘူးပေါ့လေဒါပေမဲ့တက်နိုင်ဆုံးတော့ပြည်သက်တည်နဲ့အဆက်မပြောင်းလို့ကြိုးစားပြီးတော့နေပါရဲ့ဘာမှမလုပ်နိုင်ဘူးရက်ရှည်မပေးနိုင်ဘူးဒါနဲ့တော့ပါလို့ကျတော့နည်းနည်းလေးရက်ရှည်ပေးရတာပေါ့နော်ကိုယ်လုံးနေကြတော့ရမ်းစင်မပြေတော့ အဲတပွန်လိုက်တာမျိုးလေးတွေ VC လိုက်တာမျိုးလေးတွေအတေးအဆင်းဆိုတာမျိုးလေးတွေဒါမျိုးလေးပေါ့လေတက်နိုင်ဆုံးတော့အချိန်ကိုခွဲပြီးတော့ပြီးနိုင်အောင်ကြိုးစားပါရယ်ဟိုဘာလို့လဲဆိုတော့ဒီကိုယ်တိုင်လည်းအယောင်ဝါသနာပါတဲ့လုပ်ကလေးကိုပြည့်သက်တည်နေလဲဟိုလမ်းဆက်တယ်ပြည့်ချင်ဒီကတော့ဒီပညာကိုဟိုစီးပွားရေးရမှာပေါ့နော်ပျော်တယ်ဒီပညာလုပ်နေရတာပျော်တယ် ပြည့်သက်တင်နဲ့တွေ့နေရတာပျော်တယ်အဲ့ဒီအတွက်ဆက်မပြတ်ရုံလေးပဲလုပ်ဖြစ်နေတဲ့သဘောပေါ့เนาะအဲဒီထဲဝင်ဝင်ရတာကြောင့်အချိန်လေးပြေးဖို့ကလည်းခက်လို့စူးစမ်းနေရတဲ့ကာလဆိုတော့တထိန်တထိန်အရန်ချမ်းသာပြီးစူးစမ်းစရာမလိုတော့အချိန်ကြာတော့အချိန်ကြာတော့အချိန်လေးအများကြီးဖွင့်ပေးလိုက်စူးစမ်းပါပေါ့ဒီပညာဘက်ကိုယ့်ရဲ့ ဒီညနာဟိုဟန်ဆောင်လို့ရတဲ့တော့မပါဘူးအဲ့ဒါပုံမှန်ပဲလို့ဆိုတော့ဒီကတော့အစ်မနေတဲ့ပုံစံလေးကဒီကင်မရာရှိမှလာပြီးတော့အရေးထင်နေတာဒီမှာအခုဒီချဟိုအေးစကြမ်းငါဒီလိုနေလိုက်မယ်အာငါဒီလိုလုံးလိုက်မယ်အဲ့လိုမျိုးတော့မရှိပါဘူးအဲစကားရက်ကလေးတွေလို့ဆိုပြန်ကြည့်လဲဆိုရင်တော့ကားကြီးလည်းအများကြီးထွက်ခဲ့တာအိုးဆိုပြန်ကြည့်လဲဆိုအော်ငါဒီနေရာမှာဒီလိုလေးအဲ့လိုပေါ့နော်အဲအများကြီးပါပဲ အဲပြင်ဆင်ပိုင်းလေးဟိုဟိုမူရပိုင်းလေးလေးလုတ်ချင်လာလေးတွေတော့အချိန်မှအများကြီးရှိတာပေါ့နော်အဲအဲ့တော့လုတ်ဖို့အတွက်ခင်းရရနေတဲ့သူလေးဆိုလည်းဟိုညာအချိန်ခါရှိသေးရလေနော်ကိုဆိုအခုလောက်ပဲလုတ်ချင်လိုက်ချင်ဟိုအချိန်ပေးရတာခက်ခဲလာတာမျိုးလေးတွေရှိတယ်ကိုမှလည်းတခြားစီပိုင်းလေးနဲ့ဆိုတော့အဲ့တော့လုတ်ခင်းရနေတဲ့သူတွေအားလုံးပေါ့နော် ို့အရန်စူးစမ်းစီချင်တယ်ဒီချိန်ထိကိုမမေ့မရော့လေးရှိနေပေးကြတာပြီးရအားလုံးသိကြတဲ့အတိုင်းပဲလေးစင်းလက်ကဒီမှာမိသားစုလိုနေကြတာများတာကိုခင်ခင်ကြတဲ့လူတွေအားလုံးမီဒီယာတွေကစနော်အဲပရိုဂျူဆာတွေအကုန်လုံးပေါ့လေဟိုခင်ခင်မီဆိုရင်ကတော်တော်ကြီးကိုအဲ့လိုမိသားစုလေးကိုဖြစ်သွားကြတာများတာဆိုတော့အဲ ဒီချိန်ထိမမေ့မလျော့လေးကမ်းလှမ်းပေးနေရတယ်ကျေးဇူးတင်ပါတယ်မီဒီယာတွေဆိုလည်းအတူတူပဲတွေ့တဲ့နေရာတိုင်းမှာဝိုင်းပြီးတော့ချစ်ပေးကြရဲ ြောရတာပေါ့နော်။ရရင်အဆင်မပြေအောင်တော့ကြိုးစားပါရတယ်။အနည်းဆုံးတော့အဲကိုယ့်ရဲ့ page လေးမှာကိုယ့်ရဲ့ Facebook လေးမှာအဲပုံလေးတွေတင်တာဆာပေါ့နော်။ဟိုအရန်ကြီးတောက်လျှောက်မဟုတ်ပြင်မဲ့အရန်ကြီးအဆင်ပြတ်မကောင်းအောင်တော့ကြိုးစားပြီးတော့နေပါရဲ့လို့နောက်ပြီးတော့အဲလိုအပ်တဲ့နေရာလေးတွေမှာသူရဲ့အဲကုသိုလ်တွေအများကြီးလုပ်ရင်းနဲ့ဘာသာရေးနဲ့လည်းအများကြီးဖြတ်တန်းဖြစ်နေပါရဲ့။